ဟိုရှိရှိတုန်းကမြန်မာတဲ့တောင်တန်းတွေနဲ့စိမ့်လန်းတဲ့တောအုပ်တွေကြားကနန်းတော်ကြီးကိုရှိပါတယ်။နန်းတော်ထဲမှာစိတ်ထားကောင်းတဲ့မင်းသားတစ်ယောက်လည်းရှိတယ်။သူဟာခံညာချုံမောတယ်လို့တတိရှိတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ပြီးသူ့ကိုမြင်သူတိုင်းချစ်ခင်ကြရတယ်။ဒါပေမဲ့တညမှာတော့မင်းသားရဲ့မာနကြီးမှုနဲ့ရိုင်းပြတဲ့စကားကြောင့်မကျေနပ်တဲ့မော်ဆရာတဦးကမင်းသားအသာဝတီကိုသူ့အပေါ်မှာကြောက်မက်ဖွယ်ကျင်းစာတစ်ခုကိုရွတ်ဆိုလိုက်ပါတယ်။ရုတ်တရက်ပဲကျင်းစာဟာမင်းသားအသာဝတီဟာညနေရောက်ချိန်တိုင်းကကြောက်မက်ဖွယ်ကောင်းပြီး စပင်တွေမျက်နှာတွေနဲ့မျက်လုံးပြတွေကမီးရှံလိုတောက်နေတဲ့ဝင်ပွေလွေကြီးတကောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူ့ရဲ့လူသားပုံစံကိုပြန်ရဖို့ဆိုရင်အချစ်စစ်ကိုရှာမတွေ့မချင်းကဒီချိန်စာကိုပျောက်မှာမဟုတ်ပါဘူးလို့ဒီလိုပြောလိုက်ပါတယ်။အကယ်၍သူ့ရဲ့ဝင်ပွေပုံစံကိုမြင်ပြီးကြောက်ရွံ့ခြင်းမရှိဘဲသူ့ကိုစိတ်ရင်းအမှန်နဲ့ချစ်မြတ်နိုးတဲ့မိန်းကလေးတဦးကိုမရှာတွေ့နိုင်ဘူးဆိုရင်တော့သူဟာတသက်လုံးတားရဲတိရစ္ဆာန်ဖြစ်တက်တက်လုံးနေသွားရတော့မှဖြစ်တဲ့ပါဝင်ပွေဖြစ်ပြောင်းသွားတဲ့မင်းသားအာတာဝတီဟာနန်းတော် ကိုစွန့်ခွာပြီးမြို့ရဲ့အပြင်တောနဲ့ထဲမှာတကောင်းနဲ့ပဲနေသွားပါတယ် နေဘက်ဆိုလူပုံစံပြန်ပြောင်းရပေမဲ့သူ့အနီးနားကိုဘသူမှဝင်လာလို့မရအောင်တောနဲ့ကြီးကဝိုင်းရံထားတယ်ညဘက်ရောက်တိုင်းဝံပလွေဖြစ်ပြောင်းပြီးနာကျင်မှုနဲ့ဝမ်းနည်းမှုတွေကြောင့်လက်ရောက်အောက်မှာအထီးကျန်ဆန်စွာဦးလိုက်ရတာကသူ့ရဲ့နေ့စဉ်ဘဝဖြစ်လာခဲ့တဲ့သူ့ကိုချစ်နိုင်မဲ့သူသူ့ရဲ့အပြစ်ကင်းစင်တဲ့မင်းသားစိတ်ဓာတ်ကိုမြင်နိုင်မဲ့သူပေါ်လာပါမလားလို့မျှော်လင့်ချက်တွေပျောက်ဆုံးလူနီးပါးဖြစ်လာတယ်မမျှော်လင့်ပဲစုံစည်းခြင်းဟာတနေ့မှတော့မင်းသားအာတာဝတီပုံအောင်နေတဲ့တောအနီးကရွာငယ်လေးရှိနေပါတယ် ရွာထဲမှာပချီဆီယာမလေးရှိပါတယ်ပချီဆီယာမလေးရဲ့နာမည်ကလီယာတဲ့လီယာဟာပချီဆွဲဖို့အတွက်တောထဲကိုရောက်လာခဲ့တယ်သူမဟာတတိရှိပြီးအလှတရားကိုစိတ်ရင်းနဲ့ရှာဖွေတတ်သူပါ ညနေဆောင်လို့မိုးမှောင်ဖုံးခါနေအချိန်မှာသူမဟာတောအုပ်ထဲမှာလမ်းပျောက်သွားပြီးဝမလွေရှိတဲ့နေရာကိုရုတ်တရက်တွေ့လိုက်ရတဲ့ဝမလွေကြီးရဲ့မိတောက်နေတဲ့မျက်လုံးပြတွေကိုမြင်လိုက်ရတော့လီယာကြောက်သွားပေမဲ့တေချာကြည့်လိုက်တဲ့အခါမှာတော့တရိတ်ဆန်ရဲ့ကြမ်းတမ်းတဲ့အသွင်ပြင်အောက်မှာဝမ်းနည်းမှုနဲ့နာကျင်မှုကိုမြင်လိုက်ရတဲ့ထူဆန်းစွာပဲသူမမပြေးမိဘူးဘာတွေဖြစ်နေတာလဲမင်းနာကျင်နေတာလားလို့သူမကတိုးတိုးလေးမေးလိုက်တဲ့ဝမလွေအာတာဝတီကိုမြင်ပြီးမပြေးတဲ့ဒီမိန်ကလေးကိုအံ့ဩတုန်လှုပ်သွားတဲ့သူက အနေရပြုမဲ့ဟန်ပန်နဲ့ချင်းကပ်မလာပဲနာကျင်နေတဲ့အတန်နဲ့ကြည်နေလိုက်တယ်။လီယာဟာနေတိုင်းတော်တဲ့ကိုလာပြီးဝန်ပိလွေကြီးကို အကွာအဝေးတစ်ခုကနေစကားပြောပြီးတချင်းဆူပြပေးသူ့ပုံကိုပကြီဆွဲပေးခဲ့တယ်။ တို့နှစ်ဦးကြားမှာလူသားစကားနဲ့မပြောရတဲ့ဆက်သွယ်မှုတစ်ခုကတဖြည်းဖြည်းရှင်းတန်းလာခဲ့ပါတဲ့အချိန်တွေကြာလာတော့လီယာဟာဝမ်ပိုလွေအာတာဝတီကိုအတွင်ပြင်ကြောက်မဟုတ်ပဲသူ့ရဲ့နူးညံ့တိမ်မွေးတဲ့နှလုံးသားကိုလီယာကချစ်မိသွားတယ်။တညမှာဝမ်ပိုလွေအာတာဝတီကလီယာစီကိုချင်းကပ်လာပြီးသူ့ရဲ့မဲနက်တဲ့မျက်လုံးတွေနဲ့လီယာကိုအကြကြီးကြည့်နေတယ်။သူကအချစ်စကားကိုမပြောနိုင်ပေမဲ့သူ့ရဲ့နာကျင်နေတဲ့စိတ်ခံစားချက်တွေကိုမျက်လုံးတွေကနေဖော်ပြနေတယ်။လီယာကသူ့ကိုကျဉ်းနာစွာပုတ်သက်ပေးပြီးသူတို့နှစ်ယောက်ဟာတယောက်နဲ့တည်း ရောက်မျက်လုံးဟာဆုံတွေ့ခဲ့ပါတယ်။မင်းဘယ်သူလဲဆိုတာငါမသိပေမဲ့မင်းရဲ့အတွင်းစိတ်ကိုငါသိတယ်။ငါမင်းကိုချစ်တယ်လို့စိတ်ရင်းအမှန်နဲ့ပြောလိုက်တယ်။သူမရဲ့စကားကလေထဲမှာပက်တင်တန်လို့ပြက်လင့်သွားချိန်မှာဝန်တို့လူကြီးရဲ့ခန္ဓာကိုယ်ကနေရွှေရောင်လင်းတန်းတွေထွက်ပေါ်လာပြီးပဝန်းကျင်တစ်ခုလုံးကိုလင်းထိန်သွားစေတဲ့ဂျင်းစာဟာအင်အားနဲ့ပြည့်ပြည့်သွားပြီးဝန်တို့လူပုံစံကနေခံရတဲ့မင်းသားအာသာဝတီဖြစ်ပြန်လဲပြောင်းလဲသွားပါတော့တယ်။ လီယာမင်းရဲ့အချစ်စစ်ကငါ့ကိုကဲတင်လိုက်ပြီလို့မင်းသားကပြောရင်အာရဝမ်းသာပြီးလီယာကိုပွေဖက်လိုက်တဲ့ချိန်စာပြေသွားပြီးနောက်မင်းသားအတာဝတီနဲ့လီယာတို့ဟာမင်းသားရဲ့နိုင်ငံတော်ကိုပြန်လာခဲ့ကြတယ်သူတို့ဟာကြောက်ရွံ့ခြင်းကင်းစင်တဲ့အချစ်စစ်ဟာအဆိုးဝါးဆုံးချိန်စာတွေကိုတောင်ခြေဖြတ်နိုင်နေဆိုတာကိုတသက်ပြခဲ့ကြပြီးပျော်ရွှင်ချမ်းမြေ့စွာနဲ့ထာဝရလက်ထက်နေထိုင်သွားကြပါတော့တယ်